အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသာပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အိမ်နေတိုက်ခန်းနေရောင်းရင်နေမိတ်ဆွေများအတွက်ရရလေးများပေးမှဖြစ်ပါတယ်ခမနဲ့မြိုင်းမိထားပေါ်တော့ကျွန်တော်ကိုအော်အိမ်နေရောင်းတာကြာနေပြီရောင်းမထွက်သေးတို့အဲ့တော့တိုက်ခန်းနေရောင်းတာလည်းရောင်းမထွက်သေးတို့အစားပြေမိတ်ဆွေများလာမိတာရှိပါတယ်အဲ့တော့အိမ်နေတိုက်ခန်းနေအမြန်ရောင်းထွက်ဖို့အတွက်ကျွန်တော်ရရလေးများပေးမှဖြစ်ပါတယ်ဗျအဲ့တော့ဒီရရလေးကကျွန်တော်စီလာမိရင်လည်းဒီရလေးလေးများပေးလေးရှိပါတယ်ဒါကြောင့်မိတ်ဆွေများလည်းယုံကြည်စွာလုပ်လို့ရပါတယ်ဗျ အဲ့တော့ဒီကောင်လေးကနံပါတ်3ဘက်အတွင်းမှာအစွမ်းပြပါလိမ့်မယ်။ဟောဗာလေးလို့အမေလေးဆိုအရန်လွယ်ပါတယ်။အဲကျွန်တော်တို့ကမနက်ဆော့ဆော့လေးပေါ့နော်။မနက်ဆော့ဆော့လေးဆော့ဆော့လေးမှာဆော့ဆော့လေးအဲမနက်ဆော့ဆော့လေးမှာလည်းကျွန်တော်တို့ရဲ့အိမ်ရှိမှာပေါ့နော်။အိမ်ရှိမှာလည်းရတယ်၊ခြံရှိမှာလည်းရတယ်။အိမ်ရှိခြံပေါက်ခြံရှိတွေမှာကျွန်တော်စီမီးတန်းရင်အမိုးတန်း၉တန်း အဲ့တော့ထုံးပြီးထုံးပေးရမှာဖြစ်ပါတယ်ထုံးပေးပြီးတော့အဲကျွန်တော်ပြောမယ့်ဆိုခြံဆောင်နဲ့အဲကျွန်တော်တို့ခြံခြံဆောင်နဲ့ပေါ့ခြံဆိုတဲ့ခြံဆောင်နဲ့အိမ်အိမ်ပေါ့ဝါဆိုလဲအိမ်ဆောင်နဲ့ပေါ့နော်ခြံမြေဆိုလို့ရှိရင်လဲအဲ့တော့တတ်ခန့်နေပါဆိုလို့ရှိရင်တတ်ခန့်တတ်ခန့်ဆောင်နဲ့ပေါ့လေတတ်ခန့်အပေါ့ဝါလေးပေါ့အဲ့တော့အပေါ့ဝါလေးတွေအိမ်ဆိုလို့ရှိရင်အိမ်ပေါ့ဝါခြံပေါ့ဝါလေးရပါတယ်နော်အဲ့ဒါလေးကိုအမွေးနဲ့ကိုးတိုင်နဲ့စီမီတိုင်နဲ့မနက်စောစောလေးမှာကျွန်တော်တို့ ပူဇော်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပူဇော်ထုံးညပူဇော်ပေးပြီးနေပြောပေါ့နော်ကဲဒီအိမ်လေးဒီ channel လေးအကောင်အမြင်ရောင်းထွက်ပါစေဈေးကောင်းရပါစေပေါ့အဲ့တော့ကျွန်တော်တွေအဲ့လိုမျိုးလေးစူတောင်းပြီးတော့ထုံးမယ်ထုံးပြီးတော့မနဲ့တစ်ချိန်ဟောညနေမှလည်းတစ်ချိန်ထပ်ပြီးထုံးပြရမှာဖြစ်ပါတယ် အဲ့တော့ညညညနေလည်းတူပဲပေါ့နော်ကျွန်တော်တွေညညနေတူပါပဲညညနေလည်းကျွန်တော်တို့တွေအဲကျွန်တော်တွေအမွေတိုင်းကိုတိုင်းစီမီတတိုင်းနဲ့အဲ့တော့ကျွန်တော်တွေထုံညပူဇော်ပြီးဆူတောင်းပေးရမှာဖြစ်ပါတယ်ဒါနံပါတ်1တခုဖြစ်ပါတယ်အဲနံပါတ်2ကတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တွေတက်တမီတော့ရှိမယ်ဟုတ်တမီကောင်းကောင်းလေးအားကောင်းကောင်းလေးပေါ့အဲ့တော့တမီအားကောင်းကောင်းလေးနဲ့ အကျွန်တော်တွေကျွန်တော်တို့ရဲ့ဒီတက်ခန်းဆိုတဲ့တက်ခန်းရဲ့အလဲတက်တက်ပေါ့နော်ထုတ်တက်ခန်းအလဲတက်တက်အတဲကိုကျွန်တော်သွားပြီးတော့ပိတ်လဲဖွင့်လဲပိတ်လဲဖွင့်လဲပိတ်လဲဖွင့်လဲဟိုဟိုကျွန်တော်တက်ခန်းခေါင်မို့ပေါ့နော်တက်ခန်းခေါင်မို့အတက်ခန်းရဲ့အလဲတက်တက်အပေါ်ပေါ့နော်မင်းတို့ကြပြောမှာပေါ့နော်အဲ့တော့အိမ်ဆိုရင်လဲအိမ်ရဲ့ မျက်နှာချက်ပေါ့အဲကျွန်တော်တွေအပေါ်ကျွန်တော်တွေတက်ပြီးနဲ့ပိလက်ဖွင့်လက်ပိလက်ဖွင့်လက်ပိလက်ဖွင့်လက်ထိုးပြီးတော့အဲ့တော့ဒီအိမ်အမြင်ရောင်းရွက်စေဈေးကောင်းရစေဤတိုက်ခန်းအမြင်ရောင်းရွက်စေဈေးကောင်းရစေဆိုပြီးတော့ပိလက်ဖွင့်လက်ပိလက်ဖွင့်လက်ပိလက်ဖွင့်လက်ကိုမနက်တစ်ချိန်နေ့လက်တစ်ချိန်ညနေ၃ချိန်လက်မညောင်းမချင်းတွန်းထိုးပြီးတော့ဆူတောင်းပြမှာဖြစ်ပါတယ်အနည်းဆုံး10မိနစ်လောက်ပေါ့ဗျာမနက်10မိနစ်နေ့လက်10မိနစ်ညနေ10မိနစ်ပေါ့နော်အဲ့ဒီထိုးလိုက်အဲကျွန်တော်ထိုးလိုက်အဲဆူတောင်းလိုက်ပိလက်အာထိုးလိုက်ဆူတောင်းလိုက်ပိလက်ပေါ့နော်ထိုးလိုက်ပိလက်လေးလုံးမယ် အဲနံပါတ်1တခုဖြစ်ပါတယ်ဟိုဒါဒါကတော့နံပါတ်1ပေါ့เนาะအဲ့တော့နံပါတ်3ကတော့ကျွန်တော်တို့လူအိမ်ဒီမှာရင်ွေးချမ်းဖျောက်ကပ်ပြီးမှဖြစ်ပါတယ်ဖျောက်လက်ဖျောက်ရင်ွေးချမ်းလေးဖျောက်ကပ်ပြီးမှမနှက်စောစောလေးပေါ့เนาะလက်ဖျောက်ရင်ွေးချမ်းလေးဖျောက်ကပ်ပြီးမှပြီးတော့မုံစိမ်ပေါင်းနေပေါ့เนาะမုံစိမ်ပေါင်းရဲ့လက်ဖျောက်ရင်ွေးကွင်းရဲ့အဲတချို့နေရာတွေကမုံစိမ်ပေါင်းရှာမရဘူးဆိုလို့ရှိရင်ကိတ်မှုနေရပါတယ်เนาะကိတ်မှုလည်းရတယ်မုံစိမ်ပေါင်းနေရပါတယ်ကိတ်မှုဖြစ်ဖြစ် ိတ်မှုလည်းရတယ်မုံစိမုံလည်းရတယ်အဲ့ဒါကိုရင်းနှီးညံရင်းနှီးညံလေးတက်ခွက်နေမို့ရင်းနှီးညံကိုလည်းလဘချောက်ရင်းနှီးညံကိုမခွက်လေးနဲ့ပြပြလေးပေါ့နော်အဲ့တော့ကျွန်တော်တို့မပြစ်တပြစ်နည်းနည်းများများလေးပေါ့လေအဲ့တော့ဖျောက်ကပ်မယ်ဖျောက်ကပ်ပြီးတော့ပြန်ဆွမယ်ဆယ်နိုင်ဝက်လောက်ပြန်ဆွလိုက်မယ်ပြန်ပြန်ဆွလိုက်ပြီးတော့ကျွန်တော်တို့တွေကျွန်တော်တို့အိမ်ပေါ့နော်အိမ်ဆိုလဲအိမ်ပေါ့တိုက်ခန်းဆိုလဲတိုက်ခန်းပေါ့အဲကျွန်တော်တို့အပြင်းနေပြီးတော့အဲ့အဲ့အိမ်တွေကိုအဲ့တိုက်ခန်းတွေကိုကျွန်တော်တို့ပတ်မှဖြစ်ပါတယ်အဲ့တော့ ဒီဒီတက်ခမ်းမြန်ရောက်ထပ်ပါစေ EA မြန်ရောက်ထပ်ပါစေပေါ့အဲ့ဒါမျိုးလေးလန့်ပတ်မှာဖြစ်ပါတယ်တကယ်လို့ကိုအိမ်ကကျွန်တော်တွေအပေါ်ကိုတိုက်ခမ်းအပေါ်အပေါ်ဓာတ်တွေမှာဆိုလို့ရှိရင်လည်းပတ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်တွေဖြင်းပောင်းတွေသွားပြီးတော့လန့်ပတ်လို့ရပါတယ်เนาะဖြင်းပောင်းလန့်လန့်ပတ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်လည်းရပါတယ်ဗျာเนาะအိမ်နေပါရဲ့ဆိုလို့ရှိရင်တချို့ အဲ့အနောက်ကနေသွားပြီးတော့ရေရေရေနေကြတဲ့ဘွမ်းနေဆိုရင်ကျွန်တော်တွေတကြံတွင်းရေရေလောင်းတို့အားနဲ့ထိုးပတ်လိုက်ပါပေါ့နော်ဒါဆိုရင်လည်းအဲရောင်းထွက်သွားပါလိမ့်မယ်ဒါပြီပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့တွေပန်ငပြောသည်တဖီးပေါ့နော်ငပြောသည်တဖီးလို့မယ်အဲ့ငပြောသည်တဖီးမှာကျွန်တော်တို့ကအဲ့ငပြောသည်တဖီးပေါ်မှာဖျောင်းနိုင်လေး၃နိုင်ထွန်းမယ်ဖျောင်းနိုင်၃နိုင်ထွန်းပြီးတော့ဖျောက်ပူဇော်ထားမှာဖြစ်ပါတယ်ဖျောက်ဖျောက်ပူဇော်တာကြတော့ စီမီပူဇော်တာပေါ့နော်အဲစီမီပူဇော်ပြီးပြီးအဲသုံးတဲ့လုံးငိမ့်သွားပြီဆိုလို့ရှင်အဲအဲ့ထက်မှငပြောက်သီးသုံးလုံးကိုအော်ကျွန်တော်အဲ့ငပြိုသီးအဖြစ်ကိုပြန်ဆုံလိုက်မယ်နော်ငပြိုသီးအဖြစ်ကိုပြန်ဆုံလိုက်မယ်ဆုံလိုက်ပြီးတော့ငပြိုသီးသုံးလုံးကိုခုန်ခွာမယ်ခွာပြီးဖျားကိုပြန်ကတ်မှဖြစ်ပါတယ်ငပြိုသီးသုံးလုံးကိုခုန်ခွာပဲဖျားကိုပြန်ကတ်မယ် ကျန်တဲ့ကျန်တဲ့အလုံးတွေကတော့ကျွန်တော်တို့တွေအာကျွန်တော်တို့အဲ့ဒါကိုစားပြရမှာဖြစ်ပါတယ်စားပြီးတော့ရောင်းဝယ်ကိစ္စတွေပြောမှာဖြစ်ပါတယ်အဲ့ဒါကိုချောယူနဲ့အောင်မြင်စေတဲ့အစဉ်ပြေစေတဲ့ကိုပြောတဲ့ဈေးနဲ့ကိုကြိုက်တဲ့ဈေးနဲ့ရပါတယ်ဗျဒါကြောင့်မို့လို့ဝယ်ဝယ်သူလေးလာကြည့်တယ်ပွဲစားလေးလာဆက်တယ်ဆိုလို့ရှိရင်လည်းအငပြောသီးလေးကိုအနေချင်းပေါ့နော်အနေချင်းလေးစားပြီးပြောလို့ရပါတယ်ဗျဒါဆိုရင်အစဉ်ပြေပါတယ်ကတော့ရောင်းမဲ့လူက အော်ကိုယ့်ရဲ့မိသားစုက9ယောက်ရှိရင်တယောက်တစ်လုံးစားထားပါ၊3ယောက်ရှိရင်3လုံးစားထားပါပေါ့နော်။တယောက်တစ်လုံးစားထားမှဖြစ်ပါတယ်။โอเคဒါပြီးပါပြီဒါနောက်ဆုံးတစ်ခုကြံပါသေးတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီပေါ့နော်ကိုယ့်ရဲ့အိမ်အလဲတက်တက်မှာပေါ့ဥမာတက်ခန်းဆိုတက်ခန်းတက်တက်မှာပေါ့အဲကျွန်တော်ရောင်းရောင်းခြင်းတဲ့လူပေါ့နော်ရောင်းအဲရောင်းခြင်းတဲ့လူကိုတိုင်အိမ်တော်ဦးစီးပပရှင်ကိုတိုင်ပေါ့ကျွန်တော်ဂျင်းတလီထုံးပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုထုံးရမလဲကျွေးပကံများတစ်ချက်ပေါ်မှာကျွန်တော်တွေဂျင်းတက်လီတင်လိုက်မယ် အဲဂျင်တက်လေးကိုဖြစ်နိုင်လို့ရှိရင်သူကရွှေရောင်ရွှေအရောင်လေးပေါ့ရွှေရောင်လည်းရတယ်ငွေရောင်လည်းရတယ်ပေါ့နော်ရွှေရောင်ဆေးလေးမုတ်ပေးလို့ရရင်ပိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ရွှေရောင်ဆေးမုတ်ပေးလို့မရဘူးဆိုလို့ရှိရင်လည်းခိစ္စမရှိပါဘူးအဲအဂျင်တက်ပိုလေးမှာကျွန်တော်တို့ဒီဖြောင်းနိုင်လေးထုံထုံပြရမှာဖြစ်ပါတယ်ဖြောင်းနိုင်ထုံပြီးတော့ကျွန်တော်ဆူတောင်းမှာဖြစ်ပါတယ်အဲဆီမီလေးကြည့်ပြီးတော့အေးအေးမြန်ရောက်တော့ပါစေဤတက်ကမြန်ရောက်ရောက်တော့ပါစေဈေးကောင်းရပါစေပေါ့ဗျာဒါလေးပြောပြီးထုံရုံမှာပဲဗျသူလည်းမနဲ့တစ်ချိန်ညနေတစ်ချိန်ထုံရုံမှာပဲ ကဲတဲ့တော့ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်ဒီကျွန်တော်ပြောပြခဲ့တဲ့အရာတွေအားလုံးမှာကျွန်တော်တို့တပတ်ကိုတစ်ခုလှုပ်သွားလဲရတယ်တတချို့လဲလောဘတွေကြီးပြီးအကုန်ပြုံလှုပ်တာမျိုးလဲရှိတယ်အရာပါတယ်အဲကျွန်တော်တော့တပတ်ကိုတတခုချင်းစီလှုပ်သွားစီခြင်းတယ်အဲတပတ်တစ်ခုလှုပ်မယ်နောက်နောက်တစ်ပတ်ကျရင်နောက်တစ်ခုလှုပ်မယ်နောက်တစ်ပတ်ကျရင်နောက်နောက်တစ်ခုလှုပ်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ တစ်ခုမှတစ်ခုကြိုက်မှာတည်ကြပါတယ် အဲဒါကြောင့်မို့မိတ်ဆွေများအတွက်ကျွန်တော်အားလုံးနဲ့အဆင်ပြေအောင်ခုနှစ်သားသမီးတွေနဲ့အားလုံးကြိုက်တော့အောင်ကျွန်တော်ဆုံအောင်ကျွန်တော်မြောက်ပေးလိုက်ပါတယ်ခင်အားလုံးပဲတိုက်ခိုင်းတဲ့အိမ်ကြီးအမေရောင်းထွက်ကြပါစေစီးပွားကြီးဖြစ်ကြပါစေဗျာအလိုတန်းနေလုံနိုင်ကြပါစေ